ဒါပြင် Elio Anderson ဒီအင်္ဂလန်ကျွန်တော်ကစားသမားဖြစ်တာဖြစ်တဲ့ဒီကြောင့်မို့အင်္ဂလန်အသင်းချင်းချင်းဆိုလို့ရှိရင်ဒါမျိုးကကျွန်တော်မြင်ဘူးနေကြမယ်เนาะကျွန်တော် brand weight တို့ဘာလို့တော့မှကျွန်တော်ဘလောက်တိတောင်းလဲမြင်မြင်တဲ့အတိုင်းပဲဆိုတော့ F-Kong ကိုသွားရဆိုတာကျွန်တော်တို့ကဟိုတသက်လုံးလက်လွတ်လိုက်ရမှာမဟုတ်ဘူးဗျာချိန်နှန်းတာတစ်ခုရအောင်ရောဒီ MMO တို့ Armado ကပြန်လာမှာပြန်လာလို့ရှိရင်ကျွန်တော် ADM ပါသွားလုံမယ်အင်းသားသွားထားမယ်ပေါ့เนาะ အားလုံးမင်္ဂလာပါ။ဒါနဲ့တမန် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့ Messenger Network ရဲ့နောက်ဆုံးရထားတဲ့သတင်းတွေကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆိုတော့တမန်အုံဆုံးကျွန်တော်တို့ဒီ Joshua Zixi နဲ့ပတ်သက်ပြီးတော့ပါ။ဆိုတော့ Zixi ကအားလုံးသိရတဲ့အတိုင်းပဲကျွန်တော်အသင်းမှာနေရမရတဲ့တော့ကြောင့်မလို့သူ့အနေနဲ့ကျွန်တော်တို့ဒီနာမည် January မှာကျွန်တော်အသင်းကနေထွက်သွားနိုင်ကြည်ရင်းမြင့်တဲ့ကစားသမားတွေတဲကကျွန်တော်တက်ရောက်ဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားရဲ့ Leicester Sport နဲ့သတင်းအရဆိုလို့ရှိရင် Gazzetta dello Sport ဒီအီတလီ ဒီမီဒီယာတခုကနေပြဖော်ပြလာတဲ့ခြေနေမျိုးပါဂျိုရှူအာဇီဂျီယာဆိုလို့ရှိရင်သူ့ကိုစိတ်ဝင်စားတဲ့အသင်းအနေနဲ့မှာဆိုလို့ရှိရင်စီးပွားရေးကလပ်တခုဖြစ်တဲ့ရိုမာကိုအင်္ဂလန်ကလပ်တခုဖြစ်တဲ့ဝက်ဆမ်ဆိုတာထပ်ပို့ပြီးတော့ကျွန်တော်တို့ကြွေးချယ်ကျင်နေတယ်ပို့ပြီးတော့ကျွန်တော်တို့ရိုမာကိုပို့ပြီးသွားကျင်နေတယ်ဆိုပြီးတော့ဖော်ပြထားတဲ့ခြေနေမျိုးဖြစ်ပါတယ်ဆိုတော့လက်ရှိခြေနေမှာဆိုလို့ရှိရင်ဒီယာဝန်ဂျာနယ်လစ်တွေဘက်ကနေပြီးတော့ confirm လောက်ထားတာမျိုးဘာမှတော့မရှိသေးဘူးဆိုပေမဲ့ဒါကျွန်တော်တို့ဒီလက်ရှိဒီလိုသတင်းမျိုးထွက်ပေါ်လာရဲဆိုတဲ့အရာကတော်တော်လေးကျွန်တော်စောင့်ကြည့်ခြင်းစရာဖြစ်ပြီးတော့နောက်မဲ့ဇန်နဝါရီမှာ Joshua City ကိုအတင်းကနေကျွန်တော်လက်လွတ်သွားရမလားအငှားနဲ့ဖြစ်မလားအပိသက်ဖြစ်မလားအငှား plus အပိသက်ဝယ်ယူခွင့်နေဖြစ်မလားဆိုတော့ကျွန်တော်တို့ဇန်နဝါရီကျမှစောင့်ကြည့်ရမယ့်အခြေအနေမျိုးပါဆိုတော့အတင်းဘက်ကတော့ကျွန်တော်တို့လုံးဝကျွန်တော်တို့ clear message တစ်ခုရှိတယ် Joshua City ကိုအတင်းကိုအတင်းကနေပြီးတော့ကျွန်တော်တို့လုံးဝထွက်စီလိုခြင်းကျွန်တော်လုံးဝမရှိဘူးအငှားရဲ့ဘာကြီးချဖို့လေကျွန်တော်လုံးဝ plan မရှိဘူးပေါ့ဒါ ါပေမဲ့အဲ့ plan မရှိတာကကျွန်တော်တို့ပြီးခဲ့တဲ့ຫນွေຢာဒီကကျွန်တော်ဖြစ်တယ်။လက်ရှိကျွန်တော်ဒီအာဒီຢာဒီဘွဲလောက်ထိဖြတ်တန်းလာပြီပေါ့နော်။ကျွန်တော်ပွဲစဉ်7ဘွဲလောက်ထိ EPM မှာကျွန်တော်တို့ဖြတ်တန်းလာပြီမှဆိုလို့ရှိရင်ဒီကစားသမားရဲ့လက်ရှိအခြေအနေဆိုလို့ရှိရင်လုံးဝကျွန်တော်နေရာမရတဲ့အနေအထားတစ်ခုထိလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ Benjamin Shears ကိုကျွန်တော်တို့ဒီ ်ပေါ့နော်ကျွန်တော်ဒီ ready မဖြစ်သေးတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ကျိုးရှူအားစိတ်ကြီးကိုကျွန်တော်မမြင်ရဘူး Matthias Kunya number 9နေပါနေနဲ့အဲတွားခဲ့တဲ့အချိန်မျိုးရှိတယ်ဟော set score ready ဖြစ်ပြီးသူ့ကိုကျွန်တော်တို့အရန်ကုန်မှာထားတဲ့အချိန်မျိုးတွေမှာတော့မှ Joshua Sixy ကိုကျွန်တော်တို့ပွဲထွက်လူချင်းမှာရောကျွန်တော်ဒီလူစားဝင်ကစားသမားအနေနဲ့တောင်မှတိတ်ပြီးတော့မှမြင်ရတဲ့အနေအထားမှာရှိတယ်ဆိုတော့ဒီတော့ကျွန်တော်တို့ Joshua Sixy ရဲ့အနာဂတ်ကအသင်းမှာကျွန်တော် အရင်ကြီးကျွန်တော်မတိကြတော့တဲ့အခြေအနေမျိုးဖြစ်နေတာဖြစ်တဲ့တကြောင်လို့ကစားသမားဖြစ်သူရဲ့ဘက်ကလာမယ့်ကျွန်တော်2026 World Cup ကိုသွားကြတဲ့ဖြစ်တဲ့ကြောင်လို့သူ့အနေနဲ့အသင်းပြောင်းနိုင်ခြင်းအရန်ကိုကျွန်တော်မြင်နေပါတယ်။အရှိအသင်းပြောင်းနိုင်ခြင်းရှိရနေထားမှာဆိုလို့ရှိရင်စိတ်ဝင်စားတဲ့ club က Roma တို့ West Ham တို့ရှိရနေထားမှာ Roma ကို သူ့အနေနဲ့ကျွန်တော်ပြန်ပြီးတော့သွားခြင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Italy Serie A ပေါ့နော်။သူကျင်လည်ခဲ့တဲ့သူအောင်မြင်ခဲ့တဲ့ဘိုလိုနာနဲ့သူအောင်မြင်ခဲ့တဲ့ Serie A ကိုကျွန်တော်ပြန်ပြီးတော့သွားခြင်းနဲ့အခြေအနေမျိုးမှာ Roma ကိုသူပို့ပြီးတော့ ပြောင်းကျင်တဲ့ prefer ဖြစ်တယ်ဆိုပြီးတော့ Gazette Delu Sport ကနေပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။နောက်တဲ့ Lindbom ကတော့ကျွန်တော်တို့ Elliot Anderson မှာ Nottingham Forest ရဲ့ကွင်းလယ်လူငယ်ကစားသမားဖြစ်တဲ့ဒီလက်ရှိကျွန်တော်တို့ဒီဘယ်တော့အင်္ဂလန်အသင်းရဲ့ဒီဘယ်လိုပြောရမလဲအင်္ဂလန်အသင်းရဲ့အင်္ဂလန်လယ်ရေးစင်ရဲ့ကျွန်တော်ပုံမှန်ကျွန်တော်ပွဲထွက်လူချင်းမှာအမြင်နဲ့ဆိုဆိုကျွန်တော်နေရာရနေတဲ့ Declan Rice ဆိုနဲ့တွဲပြီးတော့ကစားနေရတဲ့ အလီယိုအန်အစမ်းပါအန်အစမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှေ့မှာသတင်းတွေကျွန်တော်ထွက်ခဲ့တယ်ဆိုတာအားလုံးလည်းကျွန်တော်သိကြပြီးဖြစ်လိမ့်မယ်အရှိကျွန်တော်ဒီ Sky Sport ရဲ့ကျွန်တော် channel Lena ဖြစ်တဲ့ Florian Plettenbach ရဲ့ဖော်ပြချက်တွေမှာဆိုလို့ရှိရင် Manchester United အနေနဲ့အလီယိုအန်အစမ်းကိုဆက်လက်ပြီးတော့ကျွန်တော်စောင့်ကြည့်နေစေဖြစ်ပြီးတော့ ဒီအဲလီယိုအန်ဒါဆန်အပေါ်မှာတကယ်ကိုကျွန်တော်တို့ခိုင်မာတဲ့စိတ်ဝင်စားမှုတရက်ရှိနေတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒီလိုပဲကျွန်တော်တို့ဒီ Nottingham Forest ဘက်က Manchester United ရဲ့ဘက်ကဒီကစားသမားသူတို့ရဲ့ကြောင့်ကစားသမားဖြစ်တဲ့အဲလီယိုအန်ဒါဆန်ကိုစိတ်ဝင်စားနေတယ်ဆိုတော့သူတို့သိရှိထားပြီးကျွန်တော်တို့ဖြစ်တယ်ပေါ့ဒါပေမဲ့ ်ဒီပေါ့နော်ကျွန်တော်တကယ်လို့များသူတို့ရဲ့ကစားသမားကိုမန်ချက်စတာယူနိုက်တက်ဘက်ကအလိုရှိတယ်ဟေးဆိုလို့ရှိရင်တော့အ ਨੇ ဆုံးကျွန်တော်ပေါင်သန်း100ကနေ120ကြားလောက်ဒီတောင်းဆိုသွားဖို့ရှိတယ်ဆိုပြီးတော့ Florian Blandenbach ကဖော်ပြထားတဲ့အခြေအနေမျိုးပါဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ Florian Blandenbach ပေါ်ပြထားတဲ့သတင်းပါဆိုတော့ Elio Anderson နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တည်ထားပေးတာပဲဒီကစားသမားဖြစ်သူကိုအသင်းဘက်ကကျွန်တော်တို့စိတ်ဝင်စားတယ်ဆိုတော့အသင်းရဲ့ကျွန်တော်တို့ဒီလက်ရှိကျွန်တော် defensive midfield နေရာမှာအားဖြည့်ဖို့အတွက်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်အလိုတည်ထားပေးတာပဲ Cassie ရဲ့ကျွန်တော်တို့အဲဒီဘောနောကျွန်တော်တို့ဒီ ပေါ်ထလူစီမာသူအကောင်းဆုံးကျွန်တော်လုပ်ပြနေရတဲ့ဆိုပေမဲ့လည်းသူရဲ့ကျွန်တော်တို့ဒီမိနစ်60အပြည့်မှကစားနိုင်ခြင်းပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘာလို့ပွဲတိုင်းဆိုဆိုလို့ကျွန်တော်တို့အသုံးပြုလို့မရခြင်းအဒီအချက်တွေကကျွန်တော်ပြောရမှာဆိုလို့ရှိရင်ကျွန်တော် defensive midfield မှာတကယ်ကိုကျွန်တော်အားပြေဖို့အတွက်လိုအပ်နေတဲ့အခြေအနေမျိုးပါဆိုတော့အဲ့ဒီတော့အနာဆိုင်ကိုကျွန်တော်ကြိုးစားမယ်ဆိုလို့ရှိရင်မရနိုင်ဘူးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိသတင်းမှာဖော်ပြထားရတဲ့အနေနဲ့အနည်းဆုံးတော့ Forest Park ကပေါင်တန်း100ကနေ120အထိ လိုချင်တဲ့အခြေအနေမျိုးဖြစ်တာဖြစ်တဲ့ကြောင်လို့ United ဘက်ကတကယ်ကျွန်တော်ဒီ crazy man ကို January transfer မှာ Elio Anderson ကိုလိုချင်တယ်ဆိုလို့ရှိရင်ပေးသွားရဖို့ရှိတယ်။ဆိုတော့တကယ် crazy man ရောကျွန်တော်ပေးဖို့ plan ရောရှိသလား။ဒီလိုပဲကျွန်တော် Nottingham Forest ရဲ့ဘက်ကသူတို့ရဲ့အကောင်းဆုံးဆိုတဲ့ကျွန်တော်ကစားသမားတွေတဲ့ကကျွန်တော်တယောက်ဖြစ်တဲ့ Elio Anderson ကို January လို transfer မျိုးမှာလက်လွတ်ပါမလား။ဒီချက်တွေကကျွန်တော်တော်တော်လေးအဲမေးခွန်းထုတ်စရာကျွန်တော်ဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်အမြင်ကတော့ Elio Anderson ကိုအသင်းဘက်က တကယ်ကျိုးပန်းမယ်တကယ်ရနိုင်တဲ့အခြေအနေမျိုးဒီလာမယ့်ကျွန်တော်နောက်26မြူရာသီမှသာကျွန်တော်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ဒီနောက်ဒီဘောနောကျွန်တော်ဒီဇန်နဝါရီမှာဆိုလို့ရှိရင်ရောက် Transformer ဆိုလို့ရှိရင်တော့ Alien Anansan ကိုရနိုင်ဖို့ကတော်တော်ကိုခက်ခဲတယ်။အခုလက်ရှိကျွန်တော်ပေါင်တန်း100 120ဆိုပြီးတော့ demand လောက်သွားဖို့စဉ်းစားထားတယ်ဆိုတဲ့အခြေအနေမျိုးထက်တောင်ပိုပြီးတော့ပေးရနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်။ဒါပြင် Alien Anansan ဒီအင်္ဂလန်ကျွန်တော်ကစားသမားဖြစ်တာဖြစ်တဲ့ကြောင့်မို့အင်္ဂလန်အသင်းချင်းချင်းဆိုလို့ရှိရင် ဒါမျိုးကကျွန်တော်မြင်ဘူးနေကြမယ်เนาะကျွန်တော် brand weight တို့ဘာလို့တော့မှကျွန်တော်ဘလောက်တိတောင်းလဲမြင်မြင်နေတိုင်းပဲဆိုတော့ဘာမှမတန်တဲ့အရာကိုဟိုတောင်းလိတောင်းထကြအောင်ရှိတယ်မလို့ဆိုတော့ဒီတဲ့ကြောင့်လို့အတင်းဘက်ကဒီဘယ်လိုပြောရမလဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကျွန်တော်တို့ဒီအဲစိတ်ဝင်စားလာတော့မှန်တယ်ဒါပေမဲ့အာကျွန်တော်တို့တခြားလေးတော့ကျွန်တော်တို့စုံဖြတ်မှတော့ကျွန်တော်ရှာမယ်ဆိုတော့ဒီလိုပဲကျွန်တော် Elliot Anderson နီးတူကျွန်တော်ကောင်းနေတဲ့ကစားသမားတွေတခြားနိုင်ငံပေါ့နော်ဟွန်းအင်္ဂလန်မဟုတ်တဲ့ကစားသမားတွေအများကြီးကျွန်တော်ရှိပါတယ်ဘာကထဲမှာ ွားတဲ့မကဘယ်လိုမျိုးတွေကြောင့်စုပ်ဖြတ်သွားမလဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်အခြေအနေမျိုးပါလက်ရှိ Manchester United ရဲ့ဘက်ကတော့ဒီ Elliot Anderson ကို Nottingham Forest ကနေကြောင့်ခေါ်ယူနိုင်ခြင်းရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကစားသမားဖြစ်သူရဲ့အပေါ်မှာစိတ်ဝင်စားမှုခိုင်မာခြင်းကိုဆက်လက်ပြီးပြသနေစေကြောင့်ဖြစ်ပါတယ်နောက်ထပ်သတင်းဘုတ်ကတော့ကျွန်တော်တို့ဒီနာမည်ကျော်သတင်းတာ Chris Wheeler ရဲ့ကျွန်တော်ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကကျွန်တော်ဗာလဲဆိုလို့ရှိရင် လက်ရှိကျွန်တော်တို့ဒီဘောနော်တန်းစင်းစုံမှာတော်တော်လေးရုံးကန်နေရတယ် overhand and အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Joao Gomez ကိုအသင်းဘက်ကကျွန်တော်တို့ခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်မှုတွေကြောင့်ရှိနေရဆိုပြီးတော့ပေါ်ပြထားတာကြောင့်ဖြစ်ပါတယ်ဒီကစားသမားဖြစ်သူကအသက်ကကျွန်တော်တို့24နှစ်ပဲကျွန်တော်ရှိသေးပြီးတော့ overhand မှာသူကစားလာတာဆိုလို့ရှိရင် maybe ကျွန်တော်ထင်တော့၄နှစ်လောက်ထိကျွန်တော်ရှိနေပြီလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့သူခြေစွမ်းတောင်းနေပြန်တက်လာတာက2023 24 2022နော်၂၀၂၃တော့အဲ့လောက်တော့မဟုတ်သေးဘူးပေါ့နော်၂၀၂၃၂၄ မှဆိုလို့ရှိရင်တော်တော်လေးကျွန်တော်အချိန်လေးကောင်းတယ်ပေါ့လက်ရှိကျွန်တော်တို့ဒီအဲဒီပေါ့နော်ဒီ24 25 season မှာတော့အဲအဲ့လောက်ကြီးတော့ကျွန်တော်မပေါ်နေဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့အသင်းကိုယ်တိုင်ကိုကလည်းရသသမားကောင်းနေအများကြီးရောင်းထုတ်ပြီးတဲ့အနေထားမှာတော်တော်ကိုကျွန်တော်တို့အဲကြပြီးတော့လက်ရှိအချိန်လေးမျိုးမှာအတန်းစစုံမှာတို့ရုံးကန်နေရတဲ့အချိန်လေးမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီပေါ့နော်ဒီကျွန်တော်ကိုမတ်စ်ကိုအသင်းဘက်ကကျွန်တော်တို့စိတ်ဝင်စားတယ်ဒီစိတ်ဝင်စားတဲ့အချက်ကကျွန်တော်တို့ဒီထားမှာဒီထားမှာဒီ every the head အသင်းမှာရှိနေတဲ့ကကျွန်တော်ကျွန်တော်ကိုမတ်စ်ဆက်ပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်တို့စိတ်ဝင်စားမှုတွေရှိခဲ့တာဖြစ်တယ် ဆိုတော့လက်ရှိကျွန်တော်တို့ဒီကွင်းလေလိုအပ်ချက်ကျွန်တော်တို့မှာရှိနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီပေါ့နော်ကျွန်တော်တို့ဒီ available ဖြစ်တဲ့ market ထဲမှာ available ဖြစ်တဲ့ကစားသမားတွေကိုအဲကျွန်တော်တို့တရေ light ထွက်နေတယ်လေကျွန်တော်ပြောလို့ရတယ်ဒီလိုပဲဒီထဲမှာ brown gomes လေးဟောပါလာတဲ့အခြေအနေမျိုးပါဆိုတော့အခုကျွန်တော်တို့သတိထားရမှာဒီဒီကစားသမားတွေကျွန်တော်တို့ဒီ uahana နဲ့အဲဒီဘာစာချုပ်ကကျွန်တော်တို့2000နဲ့30အထိကျွန်တော်စာချုပ်ရှိပါတယ်စာချုပ်ကာလကတော့တော်တော်ကိုကျွန်တော်တို့အကြံသေးတယ်အခုလည်း2025ဆိုတော့ဒီဘယ်လိုပြောရမလဲ အဲ့တော့ကျွန်တော်9နှစ်လောက်တော့ကြံလေးတဲ့အချိန်လေးမျိုးပါအဲ့ဒီဒီကစားသမားရဲ့ကျွန်တော်တို့ဒီ color box ကြီးရဲ့ဆိုတော့ဒီလိုတန်း40တိကျွန်တော်ရှိပြီးတော့ပေါင်တန်းအားဖြင့်ဆိုလို့ရှိရင်ပေါင်35တန်း36တန်းလောက်တိကျွန်တော်ရှိတယ်ဆိုတော့ဒီကစားသမားကိုကျွန်တော်တို့ခေါ်ယူမယ်ဆိုလို့ရှိရင်သူ့ရဲ့စာချုပ်တန်တန်းပါနဲ့ဆိုတော့ကျွန်တော်တို့အပိတက်ခေါ်ဖို့ဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့မလွယ်နဲ့အပြောင်းရွှေ့လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့စာချုပ်က9နှစ်လောက်တိကျန်နေသေးတာဖြစ်နေတဲ့ကြောင့်တော့ပါဆိုတော့ အဲဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနည်းဆုံးကျွန်တော်ပေါင်တန်း50-60လောက်ကနေပြီးတော့စပြီးတော့ပေးရမယ်အချင်းချင်းမျိုးလို့ကျွန်တော်ပြောလို့ရတယ်။တခုရှိတာကတော့ကျွန်တော်တို့ Elliot Anderson နဲ့မတူဘူးပေါ့နော်။မတူဘူး။သူကဘယ်လိုဖြစ်လဲဆိုတော့ Elliot Anderson ကြတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ။ Uber Anderson မှာလည်းကျွန်တော် Gomez ကတကယ် key player ပါမယ်။ဒီလိုပဲ Elliot Anderson ဆိုလို့ရှိရင်ကျွန်တော်တို့ Forest မှာ key player ပဲ။မှန်တယ်။ဒါပေမဲ့ဒီလက်ရှိ Uber Handan ပေါ့နော်။ Uber Handan ဒီကျွန်တော်တန်းစည်းစုံမှာရုံးကန်နေရတယ်။ အသင်းတသင်းကျော်ဖြစ်နေပြီးတော့တန်ဆင်ဖို့အတွက်တကယ်ကိုကျွန်တော်တို့ဒီရေပန်းစားနေတဲ့အသင်းတသင်းကျော်ဖြစ်နေတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီလိုအသင်းမျိုးစီကနေကစားသမားခေါ်ယူမယ်ဆိုလို့ရှိရင် January Transformer အများကြီးကျော်ဖြစ်နိုင်တယ်ပေါ့နော်အများကြီးဖြစ်နိုင်တယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော် Gomez ကတကယ်ကျော် talent ဖြစ်တဲ့ player တယောက်ဒီဒီပေါ့နော်ကျွန်တော်တို့ဒီ Brazil ကွဲလေကစားသမားတယောက်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီ new castle လို့ပါတော့မှာကျွန်တော်တို့အောင်မြင်နေတဲ့ bruno gumaris တို့ပုံစံမျိုးကျွန်တော်တို့ဟိုဖြစ်လာမဲ့ကစားသမားဆိုပြီးတော့ကျွန်တော်တို့ထင်ကြီးပြီးကြီးမြိုက်ခံထားတဲ့ကစားသမားတယောက်ပါနော်သူဒီကျွန်တော်တို့ဒီ defensive action တွေအရန်ကောင်းတယ်ပေါ့နော်သူဒီကျွန်တော်တို့ center midfield defensive midfield ကောင်းကစားနိုင်တဲ့ကစားသမားမျိုးကျွန်တော်တို့ဖြစ်တယ်ဆိုတော့အဲဒီပေါ့နော်ကျွန်တော်ဟိုစိတ်ပူရမှာသူကကျွန်တော် area jersey တော့ကျွန်တော် casmelo လို့မကောင်း area jersey တော့ trolley အားနေတယ်ဒါပေမဲ့ defense mindset အပြည့်ရှိတဲ့ ကစားသမားတယောက်လည်းကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုရီအာဒီလိုနေတဲ့ကျွန်တော်လက်ရှိဒီစီနီမှာဆိုလို့ရှိရင်လိုနေတဲ့ကွင်းလေကစားသမားဒီထဲမှာဆိုလို့ရှိရင်အရှိကျွန်တော်ကျွန်တော်ဂိုမက်စ်တို့တိုင်မျိုးကကက်စမဲလိုကစားနေတဲ့ပုံစံနဲ့ကျွန်တော်အများကြီးဆင်တူကလေးကျွန်တော်ပြောလို့ရပါတယ်ဆိုတော့အရှိကျွန်တော်ဒီခရစ်ရီလာခရစ်ရီလာရဲ့ကျွန်တော်ဖော်ပြချက်ကတော့အရှင်းပါလေကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်ဘက်ကကျွန်တော်ဂိုမက်စ်ကိုစင်ဝင်စားနေတဲ့အချိန်မျိုးပါကျွန်တော်ဇန်နဝါရီ transfer အတွက်စောင့်ကြည့်ရမယ့်အချိန်မျိုးမှာရှိပါနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Sorian Plan Bank ရှေ့ကျွန်တော်ပေါ်ပြထားတဲ့သတင်းထဲမှာဆိုလို့ရှိရင်ကျွန်တော် Kevin Adeyemi နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပါလာတယ်။အဲ့ဒီမှာဆိုလို့ရှိရင် Kevin Adeyemi ကို Manchester United ရဲ့ဘက်ကသူ့ရဲ့ agent ဖြစ်သူ Hugo Mendes ထံကိုဒီကစားသမားဖြစ်သူကိုခေါ်ယူနေပတ်သက်ပြီးတော့ကျွန်တော်စုံစမ်းမေးမြန်းခဲ့တာမျိုးတွေကျွန်တော်ရှိတယ်။အဲ့ဒီဒီအခြေအနေဟာဆိုလို့ရှိရင်ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမှာပဲရှိနေသေးတယ်။အားမကျွန်တော်တည်ကြံကြည့်ရနေရမျိုး မရှိဘူးဆိုပြီးရော Florian Thelemach ကျွန်တော်ပြောထားနေဆိုတော့ဒါပြင်ကျွန်တော်ဒီလက်ရှိကျွန်တော်ဒီ Kevin Adiyami ရဲ့ Dortmund မှာသူ့ရဲ့အခြေအနေဟာဆိုလို့ရှိရင် Dortmund အနေနဲ့သူ့ကိုကျွန်တော်တို့ဒီပေါ့နော်ဒီ Adiyami ရဲ့စာချုပ်ကိုကျွန်တော်တတ်တန်းထပ်ပြီးတော့တိုးဖို့အတွက် Mangan ဆိုဆိုကျွန်တော်တို့ push လုပ်နေပြီးတော့လက်ရှိအခြေအနေမှာတော့ဒီသဘောတူညီဖို့မရသေးဘူးပေါ့နော်မရသေးဘူးအဲဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒေါမွန်ဘက်ကသူ့ရဲ့ကြောင့်စာချုပ်တစ်ထဲမှာ release clause ကို ဟိုဘောတော့မထည့်ကျင်တဲ့အတွက်ကြောင့်လို့ဖြစ်တယ်ဒါပေမဲ့ဒီကျွန်တော်ဒီဘောတော့သူရဲ့ကျွန်တော်ဒီဒီကစားသမားဖြစ်သူရဲ့ agent ဖြစ်သူ hockey mandas ရောပြီးလို့ရှိရင် gary andia မျိုးနှစ်ယောက်စလုံးကလက်ရှိသူသူတကယ်လို့ဘောတော့ dormon မှာကျွန်တော်စာချုပ်တစ်တည့်ရဲ့ကျွန်တော်ချုပ်ဆိုရမယ်ဆိုလို့ရှိရင် release clause တစ်ခုကိုထည့်ကျင်နေတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့ဒါကို dormon ဘက်ကလည်းမထည့်ကျင်ဘူးဘောတော့ဒီလိုပုံစံမျိုးမှာသူတို့အခုချိန်ထိသဘောတူညီမှုကမရသေးဘူးဆိုတော့ဒါရှိကျွန်တော်တို့ဒီဘာနော်အသင်းရဲ့ကျွန်တော်တို့တိုက်စစ်အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ F ကုန်းကိုကစားသမား2ယောက်တိကျွန်တော်လက်လွတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ိုက်စစ်ကစားသမားတယောက်ကိုအတင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်ဟိုခေါ်ယူသွားမယ့်အချိန်မှာရှိနေတယ်လို့ကျွန်တော်တို့အကြမ်းမင်းကျော်ယူစထားလို့ရတယ်။ဒီနေရာမှာကျတော့အငှားဖြစ်မလားအပိသက်ဖြစ်မလားတော့စောင့်ကြည့်ရမယ့်အချိန်မျိုး။ဆိုတော့ကျွန်တော်ပထမဆုံးဒီသတင်းကိုစတင်တွေ့ခြင်းမလုပ်ဖို့လဲဆိုပြီးတော့ကျွန်တော်စဉ်းစားမိရပါတော့။ဆိုတော့အကုံကိုသွားရဲဆိုတာကျွန်တော်တို့ကဟိုတသက်လုံးလက်လွတ်လိုက်ရမှာမဟုတ်ဘူးဗျာ။ချိန်နှန်းတာတစ်ခုရအောင်ကျွန်တော်ဒီအမ်မိုမိုတို့အာမတ်တို့ကပြန်လာမှာ။ပြန်လာလို့ရှိရင်ကျွန်တော်အဒီယာမီပါသွားလုပ်မယ်။ခင်းသားသွားထားမယ်ပေါ့နော်။ဆိုတော့အဲ့ဟာကတော့စိတ်ဝင်စားတရားတော့ကိုစမ်းဖြစ်စရာတော့ရှိတယ်။ တော့အရိယာမီကကျွန်တော်တို့ဒီပေါ့နော်သူဒီကျွန်တော် force line နဲ့ကစားဖို့တယ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီ inside forward လေးသူကောင်းကောင်းကစားတတ်တဲ့အခြေအနေမျိုးပေါ့နော် လက်ရှိကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဟို inside forward role မှာဆိုလို့ရှိရင်ကစားသမားတွေကတော်တော်များတယ်မေဇမောင့်ရှိတယ်မဒီယက်စကွန်ညာရှိတယ်အမ်ဘိုမိုရှိတယ်အာမက်လည်းကျွန်တော်ကစားနိုင်တဲ့အခြေအနေမျိုးတနည်းအားမှာကျွန်တော်တို့ဒီပေါ့နော်ဟို inside forward ကကျွန်တော်တို့ကတုံးတာက2နေရာရှိတယ်တနေရာမှာကျောကစားသမား4ယောက်တိရှိတယ်ဆိုတော့တော်တော်ကိုများနေပြီဆိုတော့အဲဒီချက်ကကျွန်တော်တော်တော်လေးအဲဒီစောင့်ကြည့်ခြင်းတွေက concern ဖြစ်တဲ့အကြောင်းရှိတယ် ဆိုတော့ကျွန်တော်အထင်ကတော့ဒီကစားသမားဖြစ်သူကိုအတင်းမကလောကအပိသက်ဆိုတာမျိုးတော့မဖြစ်လောက်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗောနဒါပေမဲ့လည်းပဲလက်ရှိအခြေအနေရဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့စာချုပ်ကတိတ်ပြီးတော့မကြံတော့ဘူးမကြံတော့တဲ့အနေအထားမှာကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့ကျွန်တော်ဈေးအများကြီးမပေးရမယ့်အခြေအနေမျိုးမှာရှိရဲ့ ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့အဲဘယ်လိုပြောရမလဲ Chelsea တို့ဘာလို့ဘက်ကနေပြီးကျူးပန်းခဲ့တာမျိုးရှိတယ်ဒါပေမဲ့သဘောတူညီမှုတွေမရခဲ့ဘူးဆိုတော့ဘယ်လိုပြဿနာမျိုးတွေများနောက်ွယ်မှာကျွန်တော်ရှိနေမလဲဒါလည်းကျွန်တော်စိတ်ပူစရာအခြေအနေမှာရှိနေပါတော့ဆိုတော့ဒီအဓိကကျွန်တော်တို့ဒီ current idea မျိုးကိုစိတ်ဝင်စားတယ်ဆိုတဲ့အချက်ကကျွန်တော်အမြင်အရတော့ဒီ January ကာလမှာဒီ January ကာလမှာကျွန်တော် Afcon ရှိ Afcon ရှိရတဲ့ကြောင့်ကျွန်တော်တို့ကစားသမားတိုက်စစ်ကစားသမား2ဦးတိကျွန်တော်လက်လွတ်ရမယ်အဲ့2ဦးတိလက်လွတ်ရမယ်အခြေအနေရေတို ဖြည့်ရှင်းဖို့အတွက်အစိတ်ဝင်စားရလို့ပဲကျွန်တော်တို့ထင်တယ်ပေါ့နော်ဆိုတော့အပိတက်ဝေယူတာမျိုးမဟုတ်ဘဲနဲ့အငားနဲ့အရင်ခေါ်ကြည့်တာမျိုးတွေပဲကျွန်တော်တို့လုပ်လိအောင်မယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ဘယ်လိုပုံစံမျိုးဆက်ပြင်မလဲဆိုတော့စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ကြောင်းစီတင်းတွေမှာဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝေရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးနေကိုများအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးသတင်းတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ